ဟုတ်ကဲ့အားလုံးမင်္ဂလာပါပူပူဖြစ်ပါတယ်ပူပူထင်မှသာစကားကျူဆူပါတယ်ဒီနေ့မှာတော့အခြေခံစကားလေးပြီးပေါ့နော်ကျွန်တော်တို့နေ့စဉ်၃လေးတွေကိုကျွန်တော်လာရောက်ပြီးတော့ share ပေးတာဖြစ်ပါတယ် okay အဲ့ဒါဘာလဲဆိုတော့ပုံမှန်တစ်ခါလေးပြတာပေးတာဖြစ်ပါရင်နော်မသိဘူးပေါ့နော် okay ရှေ့ဆုံးမှာတော့မသိဘူးဆိုတာပေါ့နော်အဲ့ဒါဘယ်လိုပြောလဲဆိုတော့မေရူမသိဘူးပေါ့နော်အဲတကယ်လို့ကိုကကျွန်တော်မသိဘူးဆိုပြီးတော့ပြောကြည့်မယ်ကွာအဲ့ဒါဥပမာအနေနဲ့အဲ့ဒါကြတော့ဖုံမေလို့ ผมไม่รู้ผมสุรจนบ่เนาะไม่รู้สรไม่ติดกูผมไม่รู้สรจนไม่ติดกูป่ะเนาะโอเคป่ะโอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုကမဝင်ဘူးပေါ့เนาะပြောချင်တာမဝင်ဘူးမိတ်ခေါမိတ်ခေါဆိုတာမဝင်ဘူးโอเคပါအဲ့ဒါကိုကြတော့မိတ်ခေါဆိုတာမဝင်ဘူးပေါ့เนาะโอเคအဲ့ဒါကိုကျွန်တော်မဝင်ဘူးဆိုပြီးတော့ပြောမှာကွာ ผมสรุปจนบ่เนาะผมไม่เข้าจนมวยบุอ่าไอ้หลูမျိုးนี่ပြောလို့ရတယ်เนาะတကယ်လို့ तू มวยบุဆိုတာကြတော့ခေါင်းခေါင်းไม่เข้าဆိုရှင် तू มวยบุပေါ့เนาะอ่าไอ้หลูမျိုးနေထားဒီမှာတောင်းလို့ရပါတယ်တကယ်လို့ไม่เข้าဆိုတာလောက်ပဲဆိုလို့ရှင်မဝင်ဘူးဆိုတဲ့အတိတ်ပဲရှိပါတယ်โอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုကကြတော့မตွားဘူးပေါ့เนาะမตွားဘူးမตွားဘူးဆိုတာကြတော့ไม่ မိုက်ပိုင်မိုက်ပိုင်ဆိုတာမတွားဘူးပေါ့နော်โอเคအဲ့ဒါကိုကျွန်တော်မတွားဘူးဆိုတော့ပြောကြည့်မယ်အဲ့ဒါကြာဘလူပြောလို့ရလဲဆိုတော့ဖုံဖုံမိုက်ပိုင်ဖုံမိုက်ပိုင်ဆိုရင်ကျွန်တော်မတွားဘူးပေါ့နော်အဲ့လိုမျိုးတွေတွန်းလို့ရပါတယ်တကယ်လို့ခေါင်းမိုက်ပိုင်ဆိုလို့ရှိရင် तू မတွားဘူးပေါ့နော်အဲ့လိုမျိုးတွေပြောလို့ရပါတယ်သူကျွန်တော်အခြေခံလေးတွေအစပြောပေးနေတာဖြစ်ပါတယ်နော် မိတ်ပိုင်းဆိုတာတော့ပဲဆိုလို့ရှိရင်မသွားဘူးပေါ့နော်ဆိုလို့တဲ့အိပ်ပဲမိတ်ပိုင်းဆိုတာမသွားဘူးအဲ့လောက်ပါပဲ okay နောက်တစ်ခုသွားမယ်မလာဘူးဆိုတော့ပြောမယ်ကွာမလာဘူးဆိုလို့ရှိရင်မိုင်မာမိုင်မာဆိုလို့ရှိရင်မလာဘူးဆိုတဲ့အိပ်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါမိုင်မာဖို့မိုင်မာကျွန်တော်မလာဘူးပေါ့နော်အာပေါ်မိမทํางานကျွန်တော်အလုပ်လာမလုပ်ဘူးအဲအဲ့လိုမျိုးဒီမှာတုံးလို့ရပါတယ်เนาะမိမဆိုတာတော့ပဲဆိုလို့ရှိရင် မလာဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်โอเคနောက်တစ်ခုသွားမယ်မငီးမွေ့ဘူးကွာမငီးမွေ့ဘူးဆိုတာကိုဘယ်လိုပြောမလဲမိုက်ဘူးမိုက်ဘူးဆိုတော့မငီးမွေ့ဘူးဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်အဲ့ဒါလည်းရှိမှကျွန်တော်ထည့်ပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်မငီးမွေ့ဘူးဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော်အဲ့ဒါလေးတွေကလွယ်လွယ်လေးတွေနော်နောက်အဲ့ဒါအဲ့ ဲ့ဒါလေးတွေထဲမှာတစ်ခုဖြုတ်လိုက်လို့ရှိရင်အဓိပ္ပာယ်နောက်တစ်မျိုးဖြစ်သွားမယ်နော်အဲ့ဒါကျွန်တော်ဒီပြောပြီးမှကျွန်တော်နောက်ဆုံးမှပြန်ပြီးတော့ပြောပြမယ်โอเคမတိချဘူးကွာပြောချင်တာမတိချဘူးဆိုတာမင်းနဲ့ချိုင်းမတိချဘူးပေါ့နော်ပေါ့မင်းနဲ့ချိုင်းကျွန်တော်မတိချဘူးပေါ့နော်အာအဲ့ဒါကိုတိချတယ်ဆိုတာလည်းပြောလို့ရတယ်နော်အဲ့ဒီထဲမှာပဲโอเคကျွန်တော်ဒီဒီဒီပြီးလို့ရှိရင်ကျွန်တော်ပြန်ပြောပြမယ်အဲ့ဒါကိုဆက်ကျင်မဲ့စကားတွေကိုတစ်ခါကျွန်တော်ပြန်ပြောပြပေးမယ်နော်โอเคအခုလောလောဆယ်တော့စာထဲကတိုင်းသွားမယ် မရှိဘူးဆိုလို့ရှိရင်မိုင်မင်းမရှိဘူးကွာပြောချင်တာမရှိဘူးမိုင်မင်းမရှိဘူးအာမရှုံးဘူးဆိုတာကိုသွားမယ်မရှုံးဘူးဆိုတာမိုက်ဖက်မရှုံးဘူးဘောနော်ဆိုလိုတဲ့သဘောမိုက်ဖက်ဆိုတာမရှုံးဘူးအဲ့လိုမျိုးဖြစ်ပါတယ်မိုက်ဖက်ဆိုတာမရှုံးဘူးဖြစ်ပါတယ်โอเคနောက်တစ်ခုကမကောင်းဘူးကိုသွားမယ်မကောင်းဘူးဆိုတာကြတော့ဘယ်လိုပြောရလဲဆိုတာမင်္ဂလာပါ အာမကောင်းဘူးဆိုတော့ဘယ်လိုပြောရလဲဆိုတော့မိတ်ဒီမိတ်ဒီဆိုတာမကောင်းဘူးဖြစ်ပါရဲ့နော်မိတ်ဒီမန်မိတ်ဒီဒါမကောင်းဘူးအဲအဲ့လိုမျိုးကြီးတုံးလို့ရပါတယ်ကျွန်တော်မကောင်းဘူးဆိုရင်ဖို့မိတ်ဒီကျွန်တော်မကောင်းဘူးပေါ့နော် तू မကောင်းဘူးဆိုလို့ရှိရင်ခေါမိတ်ဒီ तू မကောင်းအဲအဲ့လိုမျိုးကြီးပေါ့နော်โอเคနောက်တစ်ခုသွားမယ်နားမလည်ဘူးကွာပြောချင်တာကျွန်တော်နားမလည်ဘူးနားမလည်ဘူးဆိုတာကြတော့စာထဲကတိုင်းဆိုလို့ရှိရင် မိတ်ခောက်ကြိုက်ဆိုတော့နားမလည်ဘူးပေါ့နော်โอเคအဲ့ဒါကိုကျွန်တော်နားမလည်ဘူးဆိုပြီးတော့ပြောမှာကွာผม ผมဆိုတော့ကျွန်တော်ပေါ့နော်ผมမိတ်ခောက်ကြိုက်ကျွန်တော်နားမလည်ဘူးဖြစ်ပါတယ်โอเคတကယ်လို့အဲ့ဒါကို तू နားမလည်ဘူးဆို तू နားမလည်ဘူးဆိုပြီးတော့ပြောကြည့်မယ်ခေါင်းဆိုတော့ तू ပေါ့နော်ခေါင်းမိတ်ခောက်ကြိုက် तू နားမလည်ဘူးအဲအဲ့လိုမျိုးကြီးဖြစ်ပါတယ်အဲ နောက်တစ်ခုသွားမယ်မယူဘူးဆိုတာဘောနော်မယူဘူးဆိုတော့ကြာတော့မင်းအောင်မင်းအောင်ဆိုတာမယူဘူးဖြစ်ပါတယ်မင်းအောင်မယူဘူးဘောနော်ကျွန်တော်မယူဘူးဆိုလို့ရှိရင်ဖုံမင်းအောင်ဖုံမင်းအောင်မယူဘူးမယူဘူးဆိုတာနဲ့မလို့ချင်ဘူးဆိုတာနဲ့ကွာရယ်နော်မယူဘူးဆိုတာမင်းအောင်မလို့ချင်ဘူးဆိုတာမရတိုင်းโอเคမယူဘူးဆိုတာနဲ့ပဲသွားမယ်နော်မင်းအောင်မယူဘူးဘောနော်โอเคနောက်တစ်ခုကကြာတော့ ပါလဲမရီဘူးမရီဘူးဆိုပြီးတော့ပြောတော့ကွာမရီဘူးဆိုလို့ရှိရင်မိုင်းဟွာရောမိုင်းဟွာရောဆိုတာမရီဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်โอเคအဲ့ဒါကိုကျွန်တော်မရီဘူးဆိုပြီးတော့ပြောမှာကွာဖော်မိုင်းဟွာရောကျွန်တော်မရီဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်โอเคနောက်တစ်ခုသွားမယ်အာမတောက်ဘူးပြောချင်တာမတောက်ဘူးကွာဖော်မိတ်ဒမ် ကျွန်တော်မတောက်ဘူးပေါ့နော်။ဘာပဲဖြစ်ဖြစ်ပေါ့နော်။သူတခုခုလာတိုက်တယ်ကွာအကြီးပေါ့နော်။ဖုံမတောက်ဘူးအေးဖုံမတောက်ဘူးမဟုတ်ကျွန်ဖုံမိတ်ဒမ်ကျွန်တော်မတောက်ဘူးပေါ့နော်။ဖုံဆိုရကျွန်တော်မိတ်ဒမ်ဆိုတာမတောက်ဘူးကျွန်တော်မတောက်ဘူး။မိတ်ဒမ်ဆိုတာတော့ပဲဆိုလို့ရှိရင်ကျွန်မတောက်ဘူးဆိုတာတော့ပဲပေါ့နော်။မတောက်ဘူးမိတ်ဒမ်တကယ်လို့ကျွန်တော်မတောက်ဘူးဆိုတော့ပြောပြောမဲ့ဆိုလို့ရှိရင်ဖုံမိတ်ဒမ်ကျွန်တော်မတောက်ဘူးပေါ့နော်။ဟုတ်ပါတယ်။ โอเคနောက်တစ်ခုသွားမယ်မစားဘူးမစားဘူးဆိုလို့ရှိရင်မိတ်กินမိတ်กินမစားဘူးကျွန်တော်မစားဘူးဆိုလို့ရှိရင်ရှိမှာผมဆိုတာထည့်ပြီးလိုက်အောင်မယ်เนาะผมไม่กินကျွန်တော်မစားဘူးဒီလောက်ပါပဲเนาะอืมဟုတ်တယ်အဲနောက်တစ်ခုသွားမယ်မလောက်ဘူးပေါ့เนาะမလောက်ဘူးဆိုတော့ကြတော့อืมစာနည်းနည်းမှားသွားတယ်မြန်မာစာနဲ့ရေးလိုက်တာโอเคထားလိုက်ပါเนาะ ကြည့်ပြီးတော့ကျွန်တော်တန်လေးနားထောင်ပြီးတော့အစာကိုလည်းကြည့်အောင်နော်မလောက်ဘူးဆိုတာကြတော့မိတ်ထမ်းမိတ်ထမ်းဆိုတာမလောက်ဘူးမိတ်ထမ်းဆိုတာမလောက်ဘူးပေါ့နော်ဆိုလိုတဲ့အဓိပ္ပာယ်မိတ်ထမ်းတကယ်လို့ကျွန်တော်မလောက်ဘူးဆိုလို့ရှိရင်ပေါ့မိတ်ထမ်းပေါ့မိတ်ထမ်းဆိုတာကျွန်တော်မလောက်ဘူးပေါ့နော်ပြောချင်တာပေါ့မိတ်ထမ်းကျွန်တော်မလောက်ဘူး มันลบบูสุราเราเป็นโซลูชันไม่ทำแต่เกลืกจนอนมัลบบูโซลูชันผมไม่ทำแต่เราบอกเนาะอ่ามายองบูโซลูชันไม่เชื่อ ไม่เชื่อสำหรับม่ยองบูไม่เชื่อสำหรับม่ยองบูจะนาไม่ยองบูโซลูชันผมไม่เชื่อแต่เกลืกตัวม่ยองบูโซลูชันเขาไม่เชื่อแต่เราบอกเนาะรวยๆเลยโอเคเราคุยต่อมมาไอ้บูโซลูชันไม่นอน ဒါလည်းထုံနီးလူပဲเนาะကျွန်တော်ရှိမှထားလေရှင်ကျွန်တော်မအိပ်ဘူးဆိုတာဖြစ်သွားမယ်โอเคနောက်တစ်ခုသွားမယ်မပေးဘူးဆိုလို့ရှိရင်မိုင်ဟိုင်းဒါလည်းတူတူပဲရှိမှကျွန်တော်ထည့်ပြီးတော့တုံးလိုက်မယ်ဆိုကျွန်တော်မပေးဘူးဆိုတော့ဖြစ်သွားမယ်เนาะမိုင်ဟိုင်းโอเคနောက်တစ်ခုကမတုံဘူးပေါ့เนาะဆိုလိုတဲ့အဓိပ္ပာယ်မတုံဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အာအဲ့ဒါကြတော့မိုင်ငော့ မိန်ငွန်းဆိုတာမတုံးပေါ့နော်တကယ်လို့တုံးတယ်ဆိုလို့ရှိရင်တော့ငွန်းပေါ့နော်တလုံးတယ်အဲ့ဒါဥပမာအနေနဲ့ရှင်းပြတာနော်โอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုကမရိုက်ဘူးကွာပြောချင်တာမရိုက်ဘူးဆိုတာ ਉਹ ပေါ့နော်မိုက်တီမိုက်တီမရိုက်ဘူးပေါ့နော်โอเคအဲ့လိုပြောလို့ရပါတယ်အာနောက်တစ်ခုသွားမယ်မရဘူးဆိုလိုတဲ့အတိတ်ပဲကမရဘူးအာအဲ့ဒါကိုကြတော့မေတိုင်းမေတိုင်းမရဘူးပေါ့နော် โอเคနောက်တစ်ခုသွားမယ်မထဲ့ဘူးဆိုလို့ရှိရင်မိဆိုင်မိဆိုင်ဆိုမထဲ့ဘူးပေါ့เนาะကျွန်တော်မထဲ့ဘူးဆိုလို့ရှိရင်အရှိမဖုံဆိုတာထဲ့ပြလိုက်ရမှာเนาะဖုံမိဆိုင်ကျွန်တော်မထဲ့ဘူးဒီလောက်ပါပဲเนาะဒါလေးတွေရဲ့ဆက်ကျင်မဲ့စကားကတော့ပေါ့เนาะဥပမာအပေါ်ဆုံးမှာမသိဘူးဆိုတာကိုသိတယ်ဆိုလို့ရှိရင်အရှိမ အာမတိဘူးဆိုတာကြတော့မိုက်လို့ဆိုပြီးတော့ကျွန်တော်ပြောထားလေအာအဲ့ဒါကိုရှီယာမိုက်ဆိုတာရုပ်ဖြုတ်ပလိုက်လို့ဆိုတာတခုတည်းဆိုလို့ရှိရင်တိတယ်ပေါ့နော်ဒါအကုန်လုံးကတူတူပဲနော်အရှီယာမိုက်ဆိုတာရုပ်ဖြုတ်လိုက်လို့ရှိရင်သူတို့ရဲ့စက်ကျင်ပဲစကားတွေဖြစ်သွားမယ်ဥပမာမဝင်ဘူးဆိုလို့ရှိရင်မိတ်ခေါတကယ်လို့ခေါဆိုလို့ရှိရင်ဝင်ပေါ့နော်အာအထူးနီးတူပဲမတော်ဘူးဆိုလို့ရှိရင်မိတ်ပိုင်တကယ်လို့တွားဆိုလို့ရှိရင်ပိုင်ဒါတော့ပါပဲနော်ဒါလေးတွေကမိုက်ဆိုတာဖြုတ်လိုက်လို့ရှိရင် သူရဲ့ဆက်ကျင်ပဲစကားတွေအကုန်လုံးဖြစ်သွားမှာနော်သဘောပေါက်မှာလို့ထင်ပါတယ် Okay အားလုံး thank you ပါ